ဖြူရင်းဆိုတဲ့ဇာကားကိုစစ်ကားကြိုက်ပြည့်သက်တဲ့အနေနဲ့မကြည့်ဘူးတဲ့သူတွေခက်ရှားကြပါဒီကားကတန်း60ကုန်ကြခံရိုက်ထားပြီးတော့တန်း100ကျော်ပြန်လည်ဝင်ခဲ့ပါတယ်ကျွန်တော်ကတော့ကြည့်ပြည့်တဲ့သူတွေအတွက်တချို့အကြောင်းလေးတွေဘုဒ္ဓရအနေနဲ့ဝင်းများဖို့ရဲ့မကြည့်ရသေးတဲ့သူတွေအတွက်လည်းကြည့်တဲ့အချိန်မှာပိုရက်သားမြောင်းစီဖို့ရည်ရွယ်ပါတယ်တယောက်ပါပါတယ်ကွန်မန်ဒါက Brave Kanda က Shaya Labo ဒရိုင်ဘာက Michael Panra လုံတာကဂျော်ဘရန်ရဲ့ assistant driver ဒါမမို့ဘိုးကန်လာကလိုကန်လာမန်လို့ဖြစ်ပါတယ်ဖြူရီဆိုတာဒုတိယကမ္ဘာစစ်မှာအမေရိကန်တွေသုံးတဲ့တင့်အမျိုးအစား M4 ရှမန်ကိုဒီကားရဲ့တင့်ကွန်မန်ဒါဘရက်ဗစ်တို့အဖွဲ့ကနာမည်ပြောင်းအဖြစ်ပေးထားတာဖြစ်ပါတယ်တင်ကားတွေဆိုတာတကယ်တော့စစ်ပွဲတစ်ခုမှာအရေးပါဆုံးနေရာပါတယ်တော်ယုံလက်လက်ကြီးတန်ခန်းနိုင်တယ်လို့တော်ယုံလမ်းကိုလည်းအခက်အခဲမရှိဖြတ်ကျော်နိုင်တယ်ဒီတင့်တွေဟာခြေရင်းစစ်တီတွေအသေးပြောက်နည်းစီဖို့အများကြီးအထောက်အကူပြုပါတယ် တကယ်တော့ဖြူရီဇက်ကအစမာတွေပါတယ်မဟာမိတ်တွေရဲ့တင်းဟာဂျာမန်တင်းတွေနဲ့စီဂျင်ထိုးတိုင်းအမြဲခံရတယ်လို့ဆိုတယ်စစ်တမ်းအရဆိုရင်ဂျာမန်မိတ်တိုက်ကားတင်းဟာ Brepito M4 Sherman ဖြူဆိုလိုချင်တာကဗျာတိုက်ကားတစ်စီးကျသွားဖို့အရေးကို M4 Sherman ဆက်စီးလောက်ကဝိုင်းပြီးပြင်းမှရမယ်လို့ပြောချင်တာဇလန်းစမှာတိုက်ကားဟာနာဒီတွေတစ်ဖြစ်လက်နဲ့တွေအခြားလက်နဲ့တွေနဲ့အင်အားတောင့်နေတာရှိနေတဲ့နာဒီလူသက်ကွင်းကိုသွားရပါတယ် တကယ်တော့ဗျာတက္ကနီယဒေတာချင်းရှင်ကြည့်မယ်ဆိုလို့ရှိရင်တင်တိုက်ကားရဲ့အာမစနစ်ကအရန်ကောင်းတယ်အဲပြီးကျွန်တော်ကြည်ကြီးဘေးကိုထွက်သွားတာတွေ့လိမ့်မယ်တိုက်ကားကလုံးဝကိုမလုပ်ဘူးအေးစီစီပဲသူတို့ပြစ်တာကိုဟိုခတ်တိ